မြန်မာနိုင်ငံမှာအဖွင့်ချင်သောအကောင့်တော့ပြီးပဲအကောင့်ပဲဖြစ်ပါတယ်သို့တော်လည်းပဲအခုချိန်ဒီကိုဖွင့်လို့မရဘဲနဲ့တိုင်ပက်နေတဲ့လူဟာရှိတယ်ဗောနော်ပြီးပဲအကောင့်ဘာကြောင့်ဒီလောက်ထိဖွင့်ချင်ကြတာလဲဆိုတော့ဒီ online ငွေရှာ application တွေကလည်းကျွန်တော်ငွေထုတ်တဲ့ချိန်မှာကျွန်တော်တို့ပြီးပဲအကောင့်လိုအပ်တယ်ဗောနော်အဲ့လိုမျိုးပြီးပဲအကောင့်လိုတဲ့အဲ့တချိန်မှာကျွန်တော်တို့ပြီးပဲအကောင့်ဆိုတာကျွန်တော်တို့ဖွင့်ချင်ကြတယ်သို့တော်လည်းပဲတချို့လူတွေရကြတယ်တချို့လူတွေမရကြဘူးဗောနော်ဆိုတော့ကျွန်တော်တို့ဒီနေ့ video မှာတော့ပြီးပဲအကောင့်ဘယ်လိုမျိုးဖွင့်ရမလဲဆိုတော့ကိုပျော်ပြပြီးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးကိုလည်းအဖက်မကြီးစက်ခွန်းနေပြီးခဲ့ဘူးလုံးဝလုံးဝမမ မိပါနဲ့ကြည့်တာဆိုရင်တော့ကျွန်တော်အချင်းလေးမဆွဲပဲနဲ့ကျွန်တော်ဆက်လိုက်ကြမယ် Let's go โอเคဒါဆိုရင်တော့ကျွန်တော်တို့ပေးဘက်ကောင်ကိုကျွန်တော်စပြောဖွင့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ပေးဘက်ကောင်ကျွန်တော်စပြီးတော့ကျွန်တော်ဖွင့်ဖို့အတွက်ဆိုရင် brother တို့မှာပေးဘက် application အရင်ဆုံးရှိတယ်ဆိုရင်တော့အဲ့ဒီ application ကိုကျွန်တော်ခဏလေးကျွန်တော် any store ချလိုက်မယ်ပေါ့နော်ကျွန်တော်ဖြတ်လိုက်မယ်အဲ့တော့ဒီ application ကို download ကတော့လွယ်လွယ်လေးပေါ့နော်ကျွန်တော် play store နဲ့ကျွန်တော် USB ပြန် camera ကျွန်တော် download ရတယ်โอเคဒါဆိုရင်တော့ကျွန်တော်ဖြတ်ပြီးပြီဆိုရင်တော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့အာ account စဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ Chrome browser ထဲကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်โอเคကျွန်တော်ဝင်ပြီးပြီဆိုရင်တော့ဒီကျွန်တော်တို့ဒီနေရာမှာဘာရိုက်ထည့်ပေးရမလဲဆိုတော့ paypal ကုန်ဆိုတော့ကျွန်တော်တို့အရရိုက်ထည့်ပေးရမယ်ပေါ့နော်ပေးပဲကျွန်တော်တို့ dot com ဆိုတော့ကျွန်တော်တို့အရိုက်ထည့်ပေးလိုက်မယ် brother တို့ကဒီဒီလိုမျိုးစပြအကောင့်ဖွင့်တဲ့အချိန်မှာတော့ VPN ခံပေးထားပါပြီးရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ brother တို့ရုံစုံအနေနဲ့ဒီမှာ sign up ဆိုတာလို့ရှိရမှာနော်အကောင့်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီနေရာမှာကျွန်တော်တို့ကကနေဒါပေးပဲအကောင့်ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကနေဒါအကောင့်ကိုဖြည့်ရလားဆိုတော့ကြည့်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီနေရာမှာ US ဖြစ်နေပါတော့ဆိုတော့ကျွန်တော်ဒီနေရာကိုတစ်ချက်ခောက်လိုက်မယ် ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကနေဒါကိုလိုက်ချလိုက်မယ်ဗောနော်ကျွန်တော်တို့ဒီမှာအဲဒီမှာကျွန်တော်တို့ကနေဒါတွေ့ပြီဆိုတော့ကျွန်တော်တို့ဒီကနေဒါကိုကျွန်တော်တချက်နှိပ်လိုက်မယ်โอเคကျွန်တော်တို့ကနေဒါလည်းဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့စပြီးအကောင့်ဖွင့်မယ်ဆိုတော့ကျွန်တော်တို့ sign up ဆိုတာလေးရှိရဗောနော်အကောင့်လေးကိုကျွန်တော်တချက်နှိပ်လိုက်မယ်ဗောနော် โอเคအဲ့လိုမျိုး navy ပြီးဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာ personal account ဖွင့်မှာလား business account ဖွင့်မှာလားဆိုတော့ကျွန်တော်တို့က personal account ဖွင့်ရတာလွယ်တယ်အတွက်ကြောင့်မလို့ကျွန်တော်တို့ personal account ကျွန်တော်ဖွင့်မယ်ဆိုတော့ကျွန်တော်တို့ personal ကိုလည်းရွေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့တခါတည်း guest တဲ့ကိုကျွန်တော်တချင်နေလိုက်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ United State ကျွန်တော်တို့အလင်ဖြစ်နေမယ်ဆိုရင်တော့ account လေးကိုကျွန်တော်အများလေးကိုကျွန်တော်တက်ချက်နေလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ကနေဒါလိုက်ရှာလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကနေဒါတွေ့ပြီဆိုကနေဒါကိုကျွန်တော်တက်ချက်နေလိုက်မယ် โอเคဒါဆိုင်တော့ကျွန်တော်တို့ကနေဒါလေးကျွန်တော်တို့ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ mail ထည့်မယ် priority ရ gmail ဖြစ်ဖြစ်အောက်လို့ mail ဖြစ်ဖြစ် priority ကိုထည့်ပေးလိုက်မယ်ဒီအကောင့်ကကျွန်တော်တို့ဒီ mail ကဒီ payback ကောင်ကိုလုံးဝမဖွင့်ထားတဲ့ mail ပဲထည့်ပေးရမယ်โอเคဒါဆိုင်တော့ကျွန်တော်တို့ရဲ့ mail လဲကျွန်တော်ထည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ next ကိုကျွန်တော်နှိပ်ပေးရုံပဲဗောနော โอเคဒီညမှာကျွန်တော်တို့ဖုန်းနံပါတ်ထည့်ရတော့မယ်ဒီပေးပဲကောင်ကိုကျွန်တော်တို့စဖွင့်တဲ့အချိန်မှာပေါ့နော်ဒီဘာကြောင့် limit ထည့်ရတယ်လဲဆိုတော့ကျွန်တော်တို့ဒီညအကြောင်းပဲကျွန်တော် limit ထည့်တာများတယ်ပေါ့နော်ဒီဖုန်းနံပါတ်ညမှာကျွန်တော်တို့အဲတေချာလေးမထည့်ဘူးဆိုရင်တော့ကျွန်တော် limit ထည့်နိုင်ချေရှိတယ်ဘာလို့လဲဆိုတော့ဒီဖုန်းနံပါတ်ထည့်တဲ့ညမှာကျွန်တော်တို့နှစ်မျိုးရှိရပေါ့နော်ဘာလို့ရှိတာလဲဆိုတော့ကျွန်တော် public ဖုန်းနံပါတ်ရှိတယ် private ဖုန်းနံပါတ်ရှိရပေါ့နော်ဆိုတော့ public ဖုန်းနံပါတ်ဆိုတော့ကျွန်တော်လူတိုင်းသုံးနိုင်တယ်လူတိုင်းလေးကြည့်ပြီးတော့ကျွန်တော်လူတိုင်းသုံးနိုင်တယ်ဆိုတော့ကျွန်တော်တို့ဒီဖုန်းနံပါတ်နဲ့ပဲကျွန်တော်တို့အဲ ူတိုင်းသုံးနေရဆိုတော့ဒီ PayPal ကလေကျွန်တော်တို့မတင်ကာလို့ကျွန်တော်တို့ limit ထိွားတာလေးရှိနိုင်တယ်ဗောနော်ဆိုတော့ private phone နဲ့မှာတွေကဘာဖြစ်လဲဆိုတော့ပတ်စံလို့ပေးရတယ်ဒါပေမဲ့ဘလို့ဖြစ်လဲဆိုတော့ safe လို့ဖြစ်တယ်ဗောနော်အ limit ထိနိုင်ခြင်းနဲတယ် limit မထိနိုင်ဘူးလို့ကျွန်တော်မပြောဘူးဗောနော်ဆိုတော့ကျွန်တော်တို့ public phone နဲ့မှာပဲတုံးတုံး private phone နဲ့မှာပဲတုံးတုံး brother application တခု down ရမယ်ဗောနော်ဆိုတော့အဲ့ဒီ application ရဲ့နာမည်ကိုကျွန်တော်ဒီမှာဘာလို့မပြောပြရလဲဆိုတော့ကျွန်တော် YouTube ရဲ့ community guideline လည်းကျွန်တော်အညီမှာကြောက်လို့ဗောနော်ဆိုတော့အဲ့ဒီ application ကို down နေကအစားကျွန်တော်အာ ဒီ Telegram channel မှာပြောပြထားပါတယ် Telegram channel link ကိုလည်းကျွန်တော်ရဲ့ description မှာကျွန်တော်ချပေးထားပါတယ်ဆိုတော့အဲ့မှာကျွန်တော်တို့ private phone နဲ့မှာဝယ်နေပါကျွန်တော်တခါလေးပြောပြထားပါเนาะဆိုတော့အဲ့ဒီ video ကိုတော့လုံးဝလုံးဝတွားကြည့်မှာပဲရမယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့အဲ့ဒီ application ထဲကိုကျွန်တော်ဝင်လိုက်မယ် private phone နဲ့မှာကျွန်တော်ဝယ်ထားတာဖြစ်တဲ့အတွက်အဲ့ဒီနံပါတ်လေးကိုကျွန်တော်တစ်ချက်ယူလိုက်မယ်ပေါ့နော် okay ဒါဆိုင်လဲကျွန်တော်အဲ့ဒီ phone number ကိုကျွန်တော်ဒီမှာ type ပေးလိုက်မယ်ဆိုတော့ +1 ဖြစ်နေပြီဆိုတော့ဘာမှစိတ်ပူစရာမလိုဘူးအဲ +1 ပဲဖြစ်မယ်ဆိုတော့ phone number ထည့်ပေးလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးထည့်ပြီးဆိုရင်တော့ next ဆိုကျွန်တော်လိပ်ပေးလိုက်မယ်ဒီနေရာမှာကုတ်ကြမယ်ပေါ့နော်ကုတ်ကြတဲ့နေရာမှာကျွန်တော်တို့အဲ့ဒီ application ထဲမှာကျွန်တော်ကုတ်ကြမယ်အဲ့ဒီ application နဲ့ဝင်ပြီးတော့ကျွန်တော်တို့ကုတ်ကိုသွားကြည့်မယ်ပေါ့နော် okay တခါတည်းလင်းကျွန်တော်ကုတ်ကမကြတဲ့ဘူးဆိုရင်ကျွန်တော် recent code ကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ်ပေါ့နော် okay အဲ့လိုမျိုး recent code လုံးမယ်ဆိုရင်တော့ကုတ်ကကြလာပြီဆို ရောချွန်ကဒီမှာထည့်ပြလိုက်မယ်ပေါ့နော် โอเคအဲ့လိုမျိုးကျွန်တော်ထည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့အဲ loading လေးတွားမယ်ဆိုတော့ကျွန်တော်တို့ password ကို create လုပ်ခိုင်းနေပါတော့ password ကို create လုပ်ခိုင်းတဲ့အချိန်မှာသူကဒီမှာပြောပြထားတယ်အလုံး၈လုံးကနေအလုံး၃၀ကြာဖြစ်ရမယ်ပြီးရင်ကျွန်တော်တို့အဲဒီ letter ပါရမယ်ပါတော့အကြီးကနေအကြီးတစ်လုံးပါရမယ်ပြီးရင်ကျွန်တော်တို့နံပါတ်အဲပါရမယ်ပါတော့နံပါတ်ဆိုတော့1 2 3အဲ့လိုမျိုးနံပါတ်ကိုကျွန်တော်ပါရမယ်ပြီးရင်ကျွန်တော်တို့အဲဒီ symbol symbol ဆိုတာ hashtag percentage တို့ဒေါ်လာဘာညာတက်တာကပေါ့ဗျာအဲ့လိုမျိုး symbol ဒီကျွန်တော်ပါရမယ်ပါတော့ပြီးမှပဲသူကအဲ ရအောင်မယ်။ဘာကြောင့်ဒီလိုလောက်ခိုင်းတာလဲဆိုတော့ strong password ကိုသူက create လုပ်ခိုင်းတယ်ပေါ့နော်။ဆိုတော့အဲ့လို miss strong password ကို brother တို့ထည့်ပေးလိုက်မယ်။ကျွန်တော်ထည့်ပေးပြီဆိုရင်တော့ဘာလုပ်ရမလဲဆိုတော့ next ကိုကျွန်တော်တို့နေပေးရုံပဲပေါ့နော်။ okay ကျွန်တော်တို့ဒီနေရာရောက်လာပြီဆိုရင်တော့ personal info ထည့်ပြရမယ်ကျွန်တော်တို့ first name နေရာမှာကျွန်တော်တို့နာမည်ထည့်ပြလိုက်မယ်ပေါ့နော် brother တို့အဆင်ပြေတဲ့နာမည်ထည့်ပြလိုက်ပါ okay ဒီနေရာမှာကျွန်တော်ထည့်ပြပြီဆိုရင်တော့ကျွန်တော်တို့ date off ပဲဗနော်မွေတက်ကလေးထည့်ပြန်မယ်အသက်16နှစ်ပြည့်တဲ့မွေတက်ကလေးကိုပဲကျွန်တော်ထည့်စီချင်တယ်ဗနော် okay ကျွန်တော်ထည့်လိုက်မယ် okay ဒါဆိုင်လဲကျွန်တော် birthday လဲကျွန်တော်ထည့်ပြီးပြီဆိုရင်တော့ occupation နေရာရောက်ပြီး occupation နေရာမှာဒီကောင်လေးကိုကျွန်တော်တချက်နေလိုက်မယ်ပြီးရင် brother တို့အဲကြိုက်တဲ့ဟာတခုခုနေလိုက်မယ်ဗနော်အဲဆိုတော့ကျွန်တော်ကဒီကောင်လေးကိုကျွန်တော်တချက်နေလိုက်မယ်ပြီးရင်ကျွန်တော်တို့အဲဒါတွေအကုန်ကျွန်တော်ထည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ next ဆိုကျွန်တော်နေပြုံးမယ် โอเค address แทคันเนี่ย address แทคันเนี่ยเนี่ยมาเนียเลขสัตว์แทคันในเฉยมาเราတို့ဒီမှာဘာမှလုပ်စရာမလိုဘူးဒီကောင်းလေးကိုကျွန်တော်တချင်ထောက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ခဏန်းတစ်ခုခုထည့်ပေးလိုက်မယ်ပေါ့เนาะဆိုတော့ကျွန်တော်က6ဆိုတော့ခဏန်းတစ်ခုခုထည့်လိုက်မယ်ဆိုဒီမှာ automatically ပေါ်လာပြီဆိုတော့ဒီကောင်းလေးကိုအာထည့်လိုက်မယ်နှိပ်ပေးလိုက်မယ်ဆိုရင်တော့ရသွားပြီโอเคကျွန်တော်တို့ဒီမှာတစ်ခုခုနှိပ်ပေးလိုက်မယ်ဆိုရသွားပြီ address 2မှာက အကျွန်တော်တို့မထည့်လဲရတယ်ဆိုတော့ဒီမှာလဲအမှန်ချစ်ဖြစ်ပြီးပြီဆိုတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ agree and create account ဆိုတော့ကျွန်တော်နှိပ်ပြလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ account တကောင်ကတော့ create လုပ်နေပါပြီဆိုတော့ load in လေးတွားမယ်ဒါချင်းနဲ့ကျွန်တော်တို့ account ကရပြီဆိုတော့ဘာလုပ်ရမလဲဆိုတော့ဒီမှာ not down ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြန်ကျွန်တော်တို့ဒီနေရာမှာကက်တွေပါတယ်ထည့်ခိုင်းနေဆိုရင်တော့ဟာဘာမှလုပ်ချင်မလုပ်ဘူး not down ပဲကျွန်တော်နှိပ်ပြီးမယ်။ Okay ဒီနေရာမှာကျွန်တော်ဟာဘာဖြစ်သွားလဲဆိုတော့ David Melon ဆိုတဲ့နာမည်ကိုကျွန်တော်ထည့်ထားတဲ့ ချိန်မှာသူကအဆင်မပြေဘူးလို့ပြောတယ်ဗောနော်ဆိုတော့အဲ့ဒါစိတ်ပူစရာမလိုဘူးဒီမှာ suggestion လောက်ထားတဲ့ဟာကိုနှိပ်ပေးရုံပဲအဲ brother တို့ဒီ၃ခုတွေကတစ်ခုနှိပ်ပေးရုံပဲဗောနော်ဆိုတော့ကျွန်တော်ဆိုရင်ဒီကောင်လေးကိုကျွန်တော်နှိပ်ပေးလိုက်မယ်ဆိုတော့အမန်ချစ်ဖြစ်ပြီဆိုရင်တော့ continue ကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ်ကျွန်တော်အဲ့လိုလုပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ခုန mail ထည့်ထားဗောနော်အဲ့ဒီ mail ထဲမှာကျွန်တော်တို့ကုတ်နံပါတ်လေးကြာမယ်အဲ့ဒီကုတ်နံပါတ်ကိုယူဖို့အတွက် brother ရဲ့ gmail ဖြစ်ဖြစ်အောက်လိုမေးဖြစ်ဖြစ်ကိုတစ်ချက်တွားမယ် okay ဒီနေရာမှာကျွန်တော်တို့ကုတ်လေးကြာလာပြီဆိုတော့ဒီမှာကုတ်လေးကိုယူလိုက်မယ် โอเคကျွန်တော်တို့ကုန်းနံပါတ်လေးကျွန်တော်ထည့်ပြီးဆိုရင်လုံတင်လေးသွားမယ်โอเคဒါဆိုင်နဲ့ကျွန်တော်တို့ကနေဒါပေးပဲအကောင့်တကောင့်ကိုတော့ရသွားပြီဆိုတော့ကျွန်တော်တို့ email confirm ဖြစ်ပြီလားဆိုတော့ကိုကျွန်တော်တစ်ချက်လုံးကြည့်ကြည့်မယ်ဆိုတော့ဒီ account လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြန်ကျွန်တော်တို့ဒီနေရာမှာဒီ email ကို confirm လုပ်ခိုင်းနေပါတော့ဆိုတော့ဘာမှစိတ်ပူစရာမလိုဘူးအဒီ confirm email address ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်အဲ့လိုမျိုးထည့်ပြီးပြီအဲ့လိုမျိုးကျွန်တော်တို့နှိပ်ပြီးလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ send email ကိုနှိပ်ပြီးလိုက်မယ် Okay ကျွန်တော် send email နဲ့ကျွန်တော်လုတ်ပြီးပြီဆိုရင်ကျွန်တော်တို့ရဲ့ mail ထဲမှာ message လေးကြာလာမယ်ပေါ့နော် Okay mail ထဲမှာကျွန်တော် message လေးကြာလာပြီကျွန်တော်ဆိုရင် outlook account နဲ့ကျွန်တော်ဖွင့်ထားလိုက်ဖြစ်တဲ့ကြောင့်မလို့ outlook application မှာကျွန်တော်တို့ဒီမှာ outlook mail ထဲမှာ message ကြာလာပြီဒီမှာကျွန်တော် confirm လုပ်ခိုင်းတယ်ပေါ့နော်ဆိုတော့ account လေးကျွန်တော် check နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် confirm my email ကိုကျွန်တော် text နှိပ်လိုက်မယ် Okay ဒီနေရာမှာကျွန်တော်တို့အာဒီ default browser ကိုကျွန်တော်ရွေးလဲရတယ် Okay ဆိုတော့ကျွန်တော်တို့ဒီညမှာဒီအာ email ကို confirm လုပ်ဖို့အတွက်ဆင်ကျွန်တော်ခုနထားခဲ့တဲ့ password ကိုထည့်ပေးရုံပဲ okay ရသွားပြီဆိုရင်တော့ကျွန်တော်တို့အမြောက်ကိုကျွန်တော်တင်ချက်နေလိုက်မယ်ဆိုတော့ email confirm လည်းပြီးသွားပြီဆိုတော့ continue ကိုနေမယ် okay ဒါဆိုင်တော့ကျွန်တော်တို့ဒီမှာကျွန်တော်အမြောက်နေပေးလို့ရုံပဲ okay ဒါဆိုင်တော့ကျွန်တော်တို့ကနေဒါ paypal account တစ်ကောင်ကိုအောင်မြင်စွာကျွန်တော်တို့ဖွင့်လို့ပြီးသွားပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာနည်းနည်းဆွဲချလိုက်မယ်ဆိုတော့ကျွန်တော်ဒီညမှာ us ဒေါ်လာနဲ့ကျွန်တော်ပြချင်နေဆိုရင်တော့ဒီအဆက်34လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်။ပြီးရင်ကျွန်တော်တို့ go to payback balance ဆိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်။ပြီးရင်ကျွန်တော်တို့နည်းနည်းဆွဲချလိုက်မယ်။ပြီးရင် payback balance ဆိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်။ပြီးရင်ကျွန်တော်တို့ဒီနေရာမှာရနေတာကျွန်တော်ဒေါ်လာကရဒီ primary ဖြစ်နေတဲ့အတွက်ကြောင့်မလို့ US ဒေါ်လာကိုကျွန်တော် primary လုပ်မယ်ဆိုရင်တော့ဒီအဆက်34ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်။ပြီးရင်ကျွန်တော် make primary ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဆိုရင်တော့ US ဒေါ်လာနဲ့ကျွန်တော်တို့ပြမယ်ပေါ့နော်။ကျွန်တော် set as primary ကိုနှိပ်ပေးမယ်။ ဆိုတော့ရသွားပြီပေါ့ဆိုတော့ကျွန်တော်တို့ US ဒေါ်လာဟိုကျွန်တော်တို့ primary ဖြစ်သွားပြီပေါ့နော် okay ဒါဆိုင်တော့ကျွန်တော်တို့ account ကတော့ရသွားပြီဆိုတော့ဒီ account ကိုကျွန်တော်တို့ paypal application ကနေကျွန်တော်ဝင်ရောပဲပေါ့နော်ဆိုတော့ paypal application download နေရလေလွယ်လွယ်လေးပါကျွန်တော် United State ကိုကျွန်တော်တို့ VPN ခံပေးလိုက်ရမယ် VPN ခံပြီးတော့ကျွန်တော်တို့ play store ကနေဒီ paypal application download လို့ကျွန်တော်ဝင်ရောပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ပြီးဆုံးသွားပြီဆိုတော့တော်တော်လေးကိုမိုက်တဲ့ account ကတော့ကျွန်တော်တို့လွယ်လွယ်လေးနဲ့ကျွန်တော်ဖွင့်ပြပေးသွားပဲဖြစ်ပါတယ် okay ဒါဆိုင်တော့ကျွန်တော်ဒါလောက်ပြောပေးရပြီဆိုတော့ဘာလို့နားလေလောက်မလို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အားလုံးလည်းကျွန်တော်တို့ paypal account တော့ account ကိုအောင်မြင်စွာ ဖွင့်ကြနိုင်ပါစေဆိုပြီးတော့ကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ပါတယ်အကယ်၍ဘာရတိုတွေကဒီမြန်မာနိုင်ငံကနေ Play Store မှာချိတ်သုံးလို့ရတဲ့ Visa ကလုံနေအချောင်းသိချင်နေဆိုရင်တော့ကျွန်တော်အခုပြထားတဲ့ဒီဗီဒီယိုလေးကိုတွားကြည့်လိုက်ပါကျွန်တော်တို့အမှပြန်ဆက်ကြမယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံး Thanks for watching